ကျွန်မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ရဝေးရဲ့နေရာနေကျွန်မချစ်ခင်အားပေးကြတယ်။ယုံကြည်အားပေးကြတယ်။ခုနှစ်ရဲ့သားသမီးများအပေါင်း၊ရှစ်နှစ်ဘဝသားသမီးများအပေါင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ခြောက်လာပိုင်းတလစာအတွက်ကိုတနည်းလားသားသမီးများတွင်အကောင်းအဆိုးများကိုဟောပြော ညွှန်ကြားပေးသွားမှာဖြစ်ပါတယ်။တနင်္လာသားသမီးများကျမရဲ့ဗီဒီယို like လေးကိုကြည့်နေတဲ့အခါမှာအစာဆုံးလေးကြည့်ပေးသွားပါ။ကျမရဲ့ဗီဒီယိုကျမရဲ့ TikTok အကောင့်ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျမအနေနဲ့ကံမီယာရေနရာအကြောင်းအရာများကိုများစွာမျှဝေပေးလျက်ရှိပါတယ်။တနင်္လာသားသမီးများက 6လပိုင်းမှာဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့မိမိတို့ရဲ့လုပ်ငန်းခွင်မှာအများနဲ့မတည့်တာမျိုးတွေပါဝင်ခြင်းမှာကိုပြောတဲ့စကားတွေမအောင်မြင်တာမျိုးတွေကိုရဲ့စိတ်ကူးအကြံစီကိုဆုံးရှုံးသွားတာမျိုးတွေပျက်စီးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။တနေ့လာသားသမီးတွေကဒီပထမရက်တစ်ပတ်မှာဆိုလို့ရှိရင် ဘာသာရေးနဲ့ပတ်သက်တဲ့ကိုးကွယ်စရာတွေချွေယွင်းသွားတာရွှေကွာသွားတာကျုပ်ကြသွားတာကြာကွဲသွားတာမျိုးတွေအမှန်မထင်ကြုံရပါတယ်ကြုံရတတ်ပါတယ်ဒါကြောင့်တင်းလာသားသမီးတွေအထူးဂယုစိုက်ဖို့လိုအပ်ပါတယ်ဒီပထမရက်သပတ်မှာတနင်္လာသားသမီးတွေရာမိမိတို့ရဲ့အလုပ်အကိုင်းတွေစတင်အကောင့်ထဲပေါ်တာမျိုးတွေလုံးဝမလုပ်သင့်ပါဘူး 6လပိုင်း15ရက်အကျော်မှာစတင်ကောင်းတယ်ပေါ်မယ်ဆိုရင်ကောင်းပါတယ်။ဒါကြောင့်တနင်္လာသားသမီးတွေကဒီ6လပိုင်းမှာဆုလို့ရှိလို့ရှိရင်ဗုဒ္ဓဘုရားနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စည်းရတယ်။မိမိတို့အိမ်မှာပျက်စီးနေတာတွေအတော့မလို့တော့တာတွေတိမ်ဆဲထားတယ်ရှိတယ်ဆိုရင် စွန့်ပစ်ပြီးပါထုတ်ပစ်လိုက်ပါအဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော့တိုက်ခံနေရမ်းများတဲ့ကာလတခုလို့ပြောလို့ရပါတယ်ကိုကိုကိုသူများကိုပြူစားနေသလားထင်ရလောက်အောင်ကိုရဲ့ကံတွေကအရန်ညံ့တဲ့အထဲမှာရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိတို့အနေနဲ့ ီပထမအဆုံးရက်တပတ်မှာငွေတွေချီးတာတို့ငှားတာတို့ငွေအကျွေးတင်တာမပြုတ်လို့ဘူးလိုအပ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာများစွာရင်ဆိုင်ရတတ်ပါတယ်အဲ့တော့ရွှေမမြဲပါဘူးရွှေဝင်လို့လည်းမရပါဘူးမိမိတို့အနေနဲ့ဒီဗီဒီယိုလေးကြည့်တော့ငါတို့ကတော့ဘာမှမဖြစ်ဘူးငါတို့ကတော့ဒီလိုမျိုးမကြုံရဘူးလေဆိုပြီးတော့ ရွှေတွေဝယ်ယူလိုက်တာမျိုးတွေမဟုတ်ပါနဲ့မိမိတို့ရဲ့ကျမ်းမာရေးတွေထိကြိုက်တတ်ပါတယ်ယုတ်တိရဲ့ကျမ်းမာရေးညံ့သွားတတ်ပါတယ်တနင်္လာသားသမီးများ မီတူမဆိုဒီ6လပိုင်းမှာရွှေဝယ်ယူတာမျိုးမပြုလုပ်ပါနဲ့ရွှေမမြဲပါဘူးဝယ်ယူပဲဆိုရင်လည်းမမြဲပါဘူးပြန်ထွက်သွားတတ်ပါတယ်ထွက်သွားပြီးရင် အဲ့ဒီပတ်စံလေးကအလကားအသက်ဆုံရှုံသွားတတ်ပါတယ်။ကျမကြီးအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။အလောက်ကိုင်းတဲ့ပတ်သက်တာတွေနိုင်ငံရဲ့ကြားနဲ့ပတ်သက်တာတွေအရန်တောင်းပါတယ်။တခုတော့ရှိတယ်။အိုးအိမ်နေရာတိုင်းကိန်းကိစ္စတွေစောင့်ရွက်မယ်ဆိုလို့ရှိရင်တော့မအောင်မြင်တတ်ပါဘူး။တနင်္လာသားသမီးအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တာအိမ်အယောင်းဝယ်ကိစ္စတွေအလုပ်ပြောင်း နေရာပြောင်းပြီးလုံးဝမလုပ်ပါသေးနဲ့အောင် ဲ့တော့6လပိုင်း25ရက်အကျော်မှာကောင်းပါတယ်အလုံပြောင်းနေရပြောင်းနေကောင်းတဲ့အလုံနဲ့ပတ်သက်နိုင်ဆက်တွေ့တစ်တည်ရမယ်ဒီ6လပိုင်းပထမအပတ်မှာလည်းအလုံပြောင်းနေရပြောင်းနေမကောင်းသေးပါဘူးအလုံနဲ့ပတ်သက်တာကြီးမဆောင်ရွက်ပါနဲ့အလော30လုံးမိလိုက်တာနဲ့ဟိုမကောင်းတဲ့နေရာဌာနတွေရောက်ရှိသွားတတ်ပါတယ်ကျမကြီးအထုကယူဆက်ရမှာဖြစ်ပါတယ်။အော်အိမ်ချမ်းကြီးကိစ္စကြီးမဆောင်ရွက်ပါနဲ့။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့နာမည်ထဲမှာတနင်္လာသားသမီးတွေရပလက်ရကောင်လာဝအခရာအလုံးပါနေတဲ့သူတွေဆိုရင် အခုပြောနေတာတွေနဲ့တွေ့ကြုံရတတ်ပါတယ်တနင်္လာသားသမီးများအခြေရေးနဲ့ပတ်သက်ရင်မိမိတို့ဘက်ကအလျှော့ပေးရမယ့်ကာလတစ်ခုဖြစ်ပါတယ်အခြေရေးမှာစိတ်ညစ်ရမယ်စိတ်တော့ကရောက်မယ် ကိုမလိုချင်တာတွေပဲရလာတတ်တယ်လို့ကိုလိုချင်တာတွေကအဝေးကိုရောက်သွားတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။အိမ်ောင်ကြီးပိုင်းမှာဒီတိုင်းမှာပဲအငဲတဲ့ရန်ဖြစ်မဲ့စကားများမဲ့မျက်နှာချင်းဆိုင်လိုက်တာနဲ့မတဲ့တာမျိုးတွေဖြစ်တတ်ပါတယ်။သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရဝတ်တတ်ပါတယ်။ခကြီးကိစ္စတွေတော့အောင်မြင်တတ်ပါတယ်။နောက်ဆုံးနေနဲ့ပြောချင်တာတနင်္လာသားသမီးတွေကဒီကာလမှာထိပေါက်ကန်နေတော့နည်းနည်းရှိပါတယ်ထိထိုးပေးပါ ဖြီထိုးမယ်ဆိုရင်နှစ်ကနန်းနေခွန်ကနန်းနေများများပါတဲ့ကနန်းကိုထိုးပေးပါရှင်နောက်တစ်ခုအနေနဲ့ကမိမိတို့အနေနဲ့မနဲ့စောစောလေးမှာကုံတော်ကိုပါကိုကိုကောင်ရွတ်ပြီးမှအိမ်ကနေထွက်ပေးပါတနင်္လာသားသမီးလေးဂုံတော်ကိုပါကိုကိုကောင်ယူပြီးမှအင်းရနေထွက်ပြီးပါနောက်တစ်ခုအနေနဲ့ဒီကာလမှာဒီတနင်္လာသားသမီးတွေကမကြီးဖြော်ရီ ကြံရီဘုရားကတ်လူတာမျိုးတွေကိုကတောက်တုံးတာမျိုးတွေပြုလုပ်မှဆိုရင်အရန်ကောင်းပါတယ်အဲ့တော့ငွေရွှင်ခြင်းနဲ့လက်ရွှင်ခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ငွေရောင်နဲ့စက်ကြာပုံလေးစောင်းထားရမှာဖြစ်ပါတယ်ငွေရောင်နဲ့စက်ကြာလေးကိုဘယ်ညာလှည့် စောင့်ထားမှာဖြစ်ပါတယ်။ဘယ်လက်လဲရှိသလိုညာလက်လဲရှိပါတယ်။ဒါလေးကိုငွေရောင်စက်ကူလေးနဲ့ပဲပြုတ်လုပြီးစောင့်ထားမယ်ဆိုရင်တင်းလာသားသမီးတွေဒီ6လပိုင်းမှာကံပွင့်လက်ရှင်စေပါတယ်။အဲ့တော့မိမိတို့အိမ်မှာမိမိတို့အနေနဲ့ရေရရလုပ်မယ်ဆိုရင်တော့ဝါညွန့်လေးရှင်ညွန့်ရဲမုတ်လက်ဆောင်ရဲရက်ကလေးလက်ရဲကိုစိတ်ကလူဖျားမှာတွားရောက်လှူဒန်းပေးရမှာဖြစ်ပါတယ်။ နေရတမားတွေရဲ့နိုင်ငံရဲ့ချောင်းကိုရောက်ရှိနေတဲ့ကျမရဲ့မိတ်ဆွေတွေရဲ့ကြက်ကလူဖီးယားမှာမရှိဘူးเนาะတွားရတာဝေးနေတယ်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့နေထိုင်ရာရက်ကနေပြီးတော့ကြက်ကလူဖီးယားကိုစိတ်ထဲမှာမျောမှန်းပြီးတော့လှူဒန်းပေးလို့ရပါတယ်အဲ့တော့ငွေရောင်စက်ကြာလေးကိုစောင့်ထားဖို့တော့မမေ့ပါနဲ့ရှင် အဲ့တော့နိုင်ငံရေးသားမှရောက်နေတာဒီအလောက်ကန်နဲ့ကောင်းကျင်နေဆိုရင်ငွေရောင်စက်ကြာလေးစောင့်ထားပါ။နယ်ဝေးမှာရောက်နေတဲ့လူတွေကလည်းဒီတိုင်းပါပဲ။အဲ့တော့တနင်္လာသားသမီးတွေဒီကာလလေးမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ရေရံအောင်လည်းတခြားလေးလှုပ်ပေးပါ။အားလုံးပဲအဆင်ပြေကြပါစေရှင်။အိမ်တော်ရေးအတွက်အချီရေးအတွက်ကိုတိတန့်ဟောစရံတင်ပြီးမှဖြစ်ပါတယ်။ကျမရဲ့မိတ်ဆွေများ စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေနဲ့ပြည့်ဝနိုင်ပါစေရှင်